အော်တိုဗလာ29ရက်နေ့ညပိုင်းလူဦးတစ္ဆာ channel ကနေနောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့မိုးကုန်းနဲ့မူမေမျိုးတွေကနေပြီးတော့တရနယ်လီတက်တွေဆုတ်ခွာပေးရမှာပဲ။ပြီးတော့ဒီစစ်တပ်နဲ့ပြစ်ခတ်ရစေးသဘောတူညီချက်ကိုလည်းလက်မှတ်ရေးထိုးလိုက်ကြပါရစေခင်ဗျာ။ နောက်ကဘာနီတပ်စခန်းဒီကိုစစ်တပ်စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်နေပါတယ်။ညောင်ချီတော့မှာရှိတဲ့ကပ္ပစ6စက်ယုံနဲ့နှမိုင်ခွဲကျော်လောက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အေနဲ့ပူပေါင်းတပ်တွေကယာယီကင်းစခန်းတွေကိုဒီဇက်တိုက်သိမ်းပိုက်နေပါတယ်။တီယိုဆူရနဲ့ညင်နိုင်မှုရပြီးတော့နေဇက်ကိတ်တွေဖွင့်လိုက်တာမဟုတ်တဲ့အကြောင်း GIO ကပြောပါတယ်။ထန်းနမင်တိုက်ပွဲမှာစစ်တပ်ရဲ့ drone တစ်စီးကို PDF တွေကပစ်ချပါတယ်။ပြီးတော့ဒီတနင်္သာရီမြို့နယ်မှာ ဒီလေးမိုင်နေကစစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတွားရောက်တိုက်ခိုက်ကြပါရယ်ခင်ဗျာဒီသတင်းလေးကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးသတင်းအနေနဲ့ကတော့ဒီ TNL နဲ့စစ်ကောင်စီတို့ပြစ်ခတ်ရစေးသဘောတူညတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရယ်။ PSLF TNL ဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးတာကြုံကြားဦးဆောင်တဲ့ကုသလယ်အဖွဲ့နဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့ဟာတရုတ်နိုင်ငံထူးကိုယ်တော်လှယ်မစ္စတာတိန့်ရှိကျွန်းရဲ့ဂျာဝန်ညှိနှိုင်းမှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာလ28ရက်နေ့28ရက်နေ့တွေမှာပြုလုပ်ပြီးတော့ပြစ်ခတ်ရစဲရေးသဘောတူခဲ့ကြတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တဘောတူတက်မှတ်ထားတဲ့ကာလအတွင်းမှာမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကတရနယ်လေတက်တွေပြန်ဆုတ်ခွာမှာဖြစ်တယ်လို့တအန်းဒေတာကိုလည်းစစ်တပ်ကလေရင်ဘုံကျဲတာထိုးသိမ်းစင်တိုက်ခိုက်တာမလို့ပဲဒီကနေ့အောက်တိုဘာ29ရက်ကစပြီးတော့နှစ်ဖက်ရောက်ရှိနေတဲ့နေရာတွေမှာတက်တွေရပ်တန့်ကအပြန်အလှန်ပြစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဒီအဓိကကတော့တရုတ်ပြည်အားပါစီရရတော့စက္ကဆရဲ့စီရီဖီအားကိုတံပြန်တိုက်ခိုက်ဖို့ကထိုက်လျောက်ခက်ခဲပေမဲ့ခုကန်တံပြန်ထိုးစစ်လုံနိုင်သေးတဲ့အနေထားတော့ရှိပါတယ်မဟာမိတ်တွေနဲ့အတူပေါ်လို့တန်တဲ့ရင်ရင့်မြစ်တူကစစ်ကောင်စီနဲ့ပြစ်ခတ်ရစဲဖြစ်ပေါ်လာမှုအပေါ်မှာဒီမှတ်ချက်ပြုထားဖြစ်ပါတယ်ဒီအခုလိုပြစ်ခတ်ရစဲလိုက်တာဟာတော်လိုင်းရေးတရလုံးအတွက်အားနည်းမှုဖြစ်စေတာသိကြတယ်လို့လည်းသူကပြောပါတယ် ဒါပေမဲ့ TNL အနေနဲ့တစ်ဖက်လက်နဲ့ဆက်လက်ကူညီမှုတွေရှိနေအောင်မယ်လို့လည်းတအံ့တဲ့အရင်မြက်ကသုံးသပ်ပြောဆိုပါရယ်။နောက်ပြီးတော့ဒီအပြစ်ခတ်ရက်လဲယာယီကာလတစ်ခုအထိပဲဖြစ်ပါရယ်။စစ်ရေးနိုင်ငံရေးရဖိအားတွေကြောင့် TNL ကယာယီအပြစ်ရက်ပေမဲ့တော်လန်ရင်အင်အားစုတွေစိတ်တက်မကြဘဲနဲ့အပြန်လာယုံကြည်မှုနားလည်မှုရှိရှိနဲ့တော်လန်ရင် မအောင်မြင်ချင်းတိုက်ပွဲဝင်ရအောင်မယ်ယာယီအပြစ်ရတဲ့ဆိုကြတဲ့ကယာယီပါပဲလို့တအံတရင်အရင်မြစ်ကပြောပြပါတယ်။နောက်ပြီးတော့ TNL ကစစ်ကောင်စီနဲ့ညှိပြီးတော့အပြစ်ရလိုက်ပေမဲ့ PDF တွေကဆက်ပြီးတိုက်နိုင်တယ်လို့လည်းစီးကခတ်ချုပ်ကတုံ့တက်ပါတယ်။ PDF ကိုပို့ပြီး support ပေးပါအဖြေက PDF စီမှာရှိလိမ့်မယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းကစည်ရေးလစ်လာသူတို့ကပြောပါရယ် PNL ထိပ်ပိုင်းခေါင်းဆောင်တခုဖြစ်တဲ့အထွေထွေအတွင်းမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်က အောက်တိုဘာ17ရက်မှာစစ်ကြီးတဲမှာမတည်သေးပဲရှင်ကြံနေတဲ့သူတွေအနေနဲ့အားမွေးဗျူဟာထတ်ချက်ပြီးတော့တော်လန်တာဆက်လုပ်ရမယ်လို့အသိပေးရေးသားခဲ့ပါတယ်ဒါအပြင်အော်တိုဘာ19ရက်မှာလည်းစစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်တာတွေနဲ့ပတ်သက်ပြီးတော့ထုံးတုတ်ထားမယ်ကျဲတဲ့သူကျဲဖို့စော်အော်သူကျဲခံထားတဲ့သူကိုဟိုဝမ်းမြောက်လက်ခုပ်တီးသူတွေအားလုံးကိုမှတ်ထားတဲ့အလှည့်ဆိုတာရှိသမျှလို့ရေးသားခဲ့ပါတယ်ခင်ဗျာ ။နောက်အဲ့ဒီလိုရေတာပြည်တပတ်လောက်အကြာမှာအောက်တိုဘာနောက်ဆုံးပတ်မှာတရုတ်အစိုးရနဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တရနယ်လီအကြဆွေးနွေးပွဲတွေထပ်မံပြုလုပ်ပြီးတော့အခုလိုပြစ်ခတ်ရဆက်ရေးသဘောတူညီခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ဒီ TNL အနေနဲ့စည်ရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့တရင်းသာရှင်းလင်းပွဲတွေလှုပ်တိုင်းတရုတ်ဆိုရရဖီအားပေးမှုစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုစတဲ့အခက်အခဲတွေကိုကြုံရကြောင်းအသိပေးခဲ့ပါတယ်စစ်ကောင်စီဟာဆွေးနွေးပွဲမတိုင်ခင် ကာလအောက်တိုဘာလတလလုံး TNLA ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းစစ်စင်ရေးတွေတက်တိုက်ပြုလုပ်ခဲ့တာပါ TNLA ရဲ့ထုတ်ပြန်ချက်တွေအရ TNLA ထိန်းချုပ်မြို့ရွာတွေကိုစစ်ကောင်စီကအော်တိုဘာလအတွင်းမှာလေကြောင်းတက်ခတ်မှုအကြိမ်40လောက်ပြုလုပ်ခဲ့လို့ကလေးငယ်တွေအများပြအပါဝင်ပြီးသူ90လောက်တည်ဆုံးက60ကျော်အတန်ရရှိခဲ့ပါတယ်ဒီ TNLA ဟာလွန်ခဲ့တဲ့1392ခုစစ်စင်ရေးကာလက ချစ်ကောင်စီတင်ကျုပ်ထားတဲ့မြို့12မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့အခု2025ခုနှစ်မှာတော့စစ်ကောင်စီထိုးစစ်ကြောင်းမှုနောင်ချိုကြောင့်မဲ့ဒီဘောမြို့တွေကိုလက်လွတ်ခဲ့ရကအခုလည်းမိုးကုန်းနဲ့မိုးမိတ်ကိုအပြစ်ခတ်ရစဲအတွက်တင်းနယ်လီဆုတ်ခွာဖို့သဘောတူပေးခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာဒီတစ်တုံညာနှစ်ကွန်စစ်စီအတွဲမှာတင်းနယ်လီကမိုးကုတ်ဒီဘောကြောင့်မဲ့နောင်ချိုမိုင်းလုံးမိုင်းငော့ ဒီမိုးမိတ်နန်းဆန်မန်တုံကွက်ခိုင်နန်းခန့်နတ်မတူမျိုးတွေကိုတိမ့်ပိုက်ရရှိခဲ့ပြီးတော့စစ်တပ်ကကြောင်မဲနောင်ချူတီဘောကိုပြန်လည်တိုက်ခိုက်တိမ့်ပိုက်ခဲ့ပါတယ်။ဒီတဲ့အပြင်တီအန်လီကမိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုပါထပ်မံဆွတ်လို့မှဖြစ်တာကြောင့်မိုင်းလုံးမိုင်းငော့နန်းဆန်မန်တုံကွက်ခိုင်နန်းခန့်နဲ့နတ်မတူမျိုးတွေကိုသာတီအန်လီလက်ထက်ကြန့်ရှိတော့တာဖြစ်ပါတယ်ခင်ဗျာ။ နောက်ကဘာနေတပ်စခန်းစီကိုစစ်တပ်ကစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်နေပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကကဘာနေတပ်စခန်းပြန်ရဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာနေလို့တော်လိုင်းရေးတပ်တွေနဲ့တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကလေးမျိုးနဲ့မိုင်30လောက်အကွာမှာကံကောမျိုးနဲ့နဲ့6မိုင်ဝင်းကျင်သာဝေးတဲ့မဏိပူမြစ်ပေါ်ကကဘာနီတရာကိုစစ်ကြောင်းနှစ်ခုနဲ့ညှက်ထိုးလာတယ်လို့ဆိုပါရယ် ကလေးစစ်ကြောင်းကစီတာယွာနာထီကနေပြီးကံကောဘကစစ်ကြောင်းကလည်းကဘာနီတရာထီဒီချင်းကလာနေတယ်လို့ဒေသခံတရေရင်းတွေကပြောပါတယ်ခင်ဗျာဒီစစ်ကောင်စီရဲ့ထိုးစစ်ကိုတွန်လိုင်းတပ်တွေကခုခံနေပြီးတော့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်းသူကဆက်ပြောပြပါတယ်ကလေးမျိုးနယ်တောင်မဲချမ်းမှာတွန်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့ကဘာနီတပ်စခန်းနဲ့စစ်ကောင်စီတပ်တွေအခြေဆက်ရာကြေးရွာ၄ခုတည်းကကြံသာကြေးရွာကိုပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကစစ်ကောင်စီကပြန်လည်ရရှိထားတာပါ လေးနဲ့ကန်ကွန်လမ်းပိုင်းကိုစစ်ကောင်စီတပ်ကပြန်ထိန်ချုပ်ဖို့အင်အား900ထက်မနည်းတုံးထားတယ်လို့လည်းဒေသခံစီရင်တရင်ရင်မြစ်တွေကပြောပါတယ်။ဒီဓာတ်ပြင်ကလေးမြို့နယ်မြောက်ပိုင်းကကလေးတမူလမ်းပိုင်းကိုပါစစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ဒေသခံတွေတောင်းတဲ့ချီစစ်ပေးဆောင်နေကြရပါတယ်ခင်ဗျာ။နောက်ကပ္ပဆာဆက်ယုံဒီဘက်ကစီရင်အခြေအနေတစ်ခုကိုတွေ့ကြပါတယ်။ ဒီညောင်ချေတောက်မှာရှိတဲ့ကာကွယ်ပစ္စည်းထုတ်လို့ရေးဆက်ယုံ ကပ္ပဆာ6နဲ့နမိုင်ကျော်လောက်အကွာမှာဒီအရကတက်တော်အေးဥဆောင်တဲ့ပူပေါင်းတက်တွေနဲ့အကျန်းဖက်စစ်တက်တို့ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့တော်လိုင်းတက်တွေကဒီယာယီကာကင်းစကန်းအချို့ကိုဆက်လက်ပြီးသိမ့်ပိုက်နိုင်တယ်လို့သိရပါဗျ။မြေပြင်စီးတရေမြင့်တူပြောပြတာကကပ္ပသ6ဆက်ယုံနာကယာယီဂုံးတွေကိုရထားတယ်လက်နက်ခရမ်းတွေလည်းရထားတယ် ထိုးစစ်ကတော့စက်ယူနဲ့နှစ်မိုင်ကျော်လောက်မှာတိုက်ပွဲကတော့အသက်ကုန်ပြင်းနေတယ်လို့ပြောပြပါရခင်ဗျာအခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာဗရောင်းမြို့နယ်အုံရှိပင်မြို့အနီးမှာရှိတဲ့ဒီညောင်ချေတောက်နဲ့ခမန်းကျေနှစ်မိုင်နီးပါးလောက်ဒီကပ္ပစ6နဲ့နှစ်မိုင်ခွဲကျော်လောက်ဖြစ်တယ်လို့ပြောပြပါရတိုက်ပွဲကတော့ဒီနေ့အထိပြင်းထန်နေပြီးတော့အကြံဖက်စစ်တပ်ရဲ့ယာယီကင်းစခန်းတချို့ကိုအေအူးဆောင်တဲ့ပူပေါင်းတော်လိုင်းတပ်တွေကထပ်ပြီးသိမ်းပိုက်ထားတယ်လို့လည်းဆိုပါရတယ် တိုက်ပွဲတွေဟာအုံရှိပင်မြို့နယ်ညောင်ချစ်တော့နေမှာရှိတဲ့ကပ္ပစ6နဲ့မတုံရွာနေမှာရှိတဲ့ကပ္ပစ16နဲ့နှမိုင်ခွဲကျော်တို့မှာနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးတော့အေအေဥဆောင်တဲ့ပူပေါင်းတလိုင်းတက်တို့ရဲ့ထိုးစစ်ကြောင့်တိုက်ပွဲအချိန်ဟုန်ကပြင်းနေပြီးတော့အကျန်းဖက်စစ်တပ်ဘက်ကလေကြောင်းအားကိုးနဲ့သာခုခံတိုက်ခိုက်နေရတယ်လို့စီးရီးသတင်းရင်းမြစ်တွေကပြောကြပါဗျာ စစ်ကောင်စီရဲ့အဓိကရေးကြီးတဲ့ကပ္ပဆာတွေနာထီတိုက်ပွဲကရောက်နေတဲ့စစ်တပ်ကအထိနာလို့နောက်ဆုတ်ရင်းနဲ့တဖြည်းဖြည်းနီးလာတဲ့စစ်ကောင်စီဘက်ကတော့ကာကင်းတွေယာယီစကမ်းတွေအထက်ထက်ရှိတယ်အဲ့ဒီစကမ်းတွေလည်းတစ်ခုပြီးတစ်ခုကျနေတဲ့သဘောရှိတယ်လေချောင်းကတော့လက်နဲ့ကြည့်အလကားရသလားအောင်းမေးရတယ်ပြစ်တာဒရဇတ်ပဲလို့ပြောပြပါရခင်ဗျာအကြံဖက်စစ်တပ်ရဲ့စစ်ကြောင်းတချို့ကညောင်ကျိုးနဲ့ညောင်ချစ်တော့ကြားမှာရှိတဲ့တောင်ကုန်းနေရာတချို့မှာယာယီအခြေချနေထိုင်ပြီးတော့ အေအေထင်းချုံနယ်မြေကိုစစ်ကြောင်းထိုးတက်လာတာကြောင့်အော်ဂိုလာအစပိုင်းကလေးကအခုလိုတိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်အရကတက်တော်နယ်ပူပေါင်းဒွန်လိုင်းတပ်ဖွဲ့တွေဟာပသိမ်မုံရွာလက်မကြီးအနောက်ဖက်ချမ်းမာရှိတဲ့ကပ္ပဆ9ကမြိုင်ကပ္ပဆ16မတုံကပ္ပဆ6ညောင်ချီရောက်နဲ့ကပ္ပဆ9ကြောက်ဖူးတို့ကိုတိမ့်ပိုက်ထင်းချုံဖို့ရည်ရွယ်ထားပုံရတယ်လို့ဒီစစ်ရေးအကက်ခတ်တွေကတော့တုံ့တက်ပြောဆိုနေကြပါတယ်ခင်ဗျာ နောက်တရုတ်အစိုးရနဲ့ညှိနှိုင်းမှုရရှိပြီးတော့နေသားဂိတ်တွေဖွင့်လိုက်တာမဟုတ်ဘူးလို့ KIO ကပြောပါတယ်။ကချင်ပြည်နယ်ကတရုတ်မြန်မာနယ်စပ်ကုန်တော်ရေးဂိတ်တွေပြန်လည်ဖွင့်လှစ်လိုက်တာဟာတရုတ်အစိုးရနဲ့သဘောတူညီချက်တစုံတရာညှိနှိုင်းမှုရလို့ဖွင့်ပေးလိုက်တာမဟုတ်ဘူးလို့ KIO ကပြောပြပါတယ်။တနေ့ဝင်းကျင်လောက်ပိတ်ထားတဲ့ကမ်ဘတ်တီလွယ်ကျေမန်ဝင်းကြီးလိုက်စာပန်ဝါဖီမော်စတဲ့နေသားဂိတ်တွေကိုအောက်တိုဘာ25ရက်နေ့တရုတ်ဆွေကပြန်ပြီးဖွင့်ပေးလိုက်တဲ့ပုံမှာ KIO တရင်နဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက KNG ကိုအခုလိုပြောဆိုတာဖြစ်ပါတယ်။သူပြောဆိုတာကတော့ကျွန်တော်တို့ကတရုတ်ဆိုရနဲ့သဘောတူချက်ညှိနှိုင်းမှုတွေရပြီးတော့ဂိတ်တွေပြန်ဖွင့်ပေးလိုက်တာမဟုတ်ဘူး။အရင်ဂိတ်တွေစပိတ်ကြတဲ့ကလည်းတရုတ်ဘက်ကပိတ်လိုက်တာ ဖြစ်တယ်။သဘောတူမှုရပြီးပိတ်ထားတာလည်းမဟုတ်ဘူး။အခုလည်းအဲ့လိုပဲသူတို့ဘက်ကဖွင့်ပေးလိုက်တာပဲ။ KIO အနေနဲ့တော့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်တွေးပြီးတော့ပြောဆိုနေတာတော့ရှိပါတယ်။ ပြည့်စုံသဘောတူညီပြီးလက်မှတ်ရေးထိုးထားတာတွေလည်းမရှိပါဘူးလို့ပြောပြပါတယ်ခင်ဗျာလက်ရှိနေသားဂိတ်တွေပြန်လည်ဖွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီးတော့ KIU အစိုးရကိုပေးလိုက်တဲ့တရုတ်ရဲ့မလုံလက္ခဏာဖြစ်နိုင်တယ်လို့လည်းကချင်နိုင်ငံရေးတုံ့တက်သူတွေကတော့ပြောနေကြပါတယ်နောက်ထန်းတမင်တိုက်ပွဲမှာစစ်တပ်ရဲ့ဒုံးတိကို PDF တွေကပြစ်ချလိုက်ပါတယ် ပဲဂိုးတိုင်းထန်းတဝင်မြို့နယ်တိုက်ပွဲမှာစစ်တပ်ရဲ့ဒရုန်းတစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့တောင်ငူခရိုင်အမှတ်နှစ်တိုက်ရင်တာဝန်ရှိသူကပြောပြပါတယ်ဒီအောက်တိုဘာ24ရက်ကစပြီးတော့ထန်းတဝင်မြို့နယ်ဇေယျကြီးမြို့အခြေစိုက်အမှတ်83ခြေလျင်တပ်ရင်ကစစ်ကြောင်းထိုးလာလို့ကာကွယ်တပ်တွေနဲ့ဗုံးမတိရွာတဝိုက်မှာတိုက်ပွဲတွေရက်ဆက်ဖြစ်နေတာပါအောက်တိုဘာ26ရက်ညနေကပြစ်ချနိုင်ခဲ့တဲ့ဘုံကျဲဒရုန်းကဒလက်6ခုပါတဲ့15 kg အမျိုးအစားဖြစ်တယ်လို့အသိပေးပါရခင်ဗျာ တိုက်ပွဲကအောက်တိုဘာလ28ကနေပြီးတော့ဒီနေ့ထိအ ਨੇ ချင်းထိတွေ့မှုရှိပါသေးတယ်ဒီနေ့တော့ညင်သွားပါပြီဒီရပိုင်းတဲ့တိုက်ပွဲငယ်တွေတော့ဖြစ်ပါတယ်ရန်သူကဒရုန်းနဲ့နေစဉ်ကျဲပါတယ်တရင်ကရန်သူဒရုန်းတစ်စီးပစ်ချနိုင်ခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်မြေပြင်ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးတာတွေရှိပြီးတော့အသေးစိတ်စစ်ရေးအခြေအနေကိုတိကျထုတ်ပြန်သွားမယ်လို့တောင်ငူခရိုင်အမှတ်နှစ်တိုင်ရင်တာဝန်ရှိသူကဆိုပါတယ် ထိုင်းနိုင်ငံမြို့နယ်ဇေယျကြီးတောင်ကျန်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ပဲပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်တာလေကြောင်းတိုက်ခိုက်တာကြောင့်အောက်တိုဘာ24ရက်ကပြည်သူတို့ဒေသုံခဲ့ရတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့တော်လိုင်းတက်တွေကကန့်သက်ထားတဲ့နေရာတွေကိုဖျက်ဆီးသွားလာတာမလုပ်ဖို့တောင်ငူခေအမှတ်နဲ့တရင်ကတိုက်တွန်းထားပါတယ်ခင်ဗျာ။နောက်တဲ့တဲ့ဘုကတော့ဒီတနင်္သာရီမြို့နယ်ကဒီတိုက်ပွဲသတင်းကိုဆက်တင်ပြကြပါမယ်။ တနင်္သာရီမြို့နယ်လိမ့်မှန်ရွာနေတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်တာမှာစစ်ကောင်စီအရာရှိပါဝင်ထိခိုက်ဒေဆုံးတာတွေရှိနိုင်တယ်လို့တော်လိုင်းပူပေါင်းတပ်တွေဘက်ကရဲဘော်တူကြာဆုံးခဲ့တဲ့အကြောင်းပြည်သူ့ကော်မတီတမတော် PDF မြစ်ခိုင်အမှတ်နှစ်တရင်ကသတင်းထုတ်ပြန်ပါတယ်ခင်ဗျာဒီအောက်တိုဘာ28ရက်မနေ့နေ့လယ်ပိုင်းကလိမ့်မှန်ရွာအနီးမှာစစ်ကောင်စီခြေကိုယူထားတဲ့နေရာကိုမြစ်ခိုင်တပ်ရင်း1တပ်ခွဲ1တပ်ရင်း3 တက်ခွဲ2 KNDO တက်ရင်ခွန်တက်ခွဲ3တနင်္သာရီမြို့နယ်ပကဖမြေပကဖစတဲ့တွန်လိုင်းပူပေါင်းတပ်တွေကဝန်ရောက်ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီအဲ့ဒီတိုက်ပွဲမှာရန်သူဘက်ကရာရှိတဦးအပါဝင်ထိခိုက်ကြဆုံးရှိနိုင်ကြောင်းသိရတယ်လို့လည်းဖော်ပြထားတယ်လို့တွန်လိုင်းရေးပူပေါင်းတပ်တွေဘက်ကရဲဘော်တဦးကြဆုံးပြီးတော့တဦးတန်ရရှိခဲ့တဲ့အကြောင်းကိုလည်းအတည်ပြုထားပါတယ်ခင်ဗျာ။ဒီလက်ရှိမှာလေးမှန်ရွာအနီးစစ်ကောင်စီပူပေါင်းတပ်တွေဆက်ရှိနေပြီးတော့ တော်လှန်ရေးပူပေါင်းတပ်တွေဘက်ကပြန်လည်ဆုတ်ခွာထားတယ်လို့မြစ်ခင်အမှတ်နှစ်တက်ရင်တရင်ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရဒေသခံပြည်သူတွေနဲ့ခီးသွားပြည်သူတွေသတိရှိစွာတွာလာကြဖို့ကိုလည်းမေတ္တာရပ်ခံထားပါရယ်ခင်ဗျာတနင်္သာရီတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့နေပြည်တော်35ကလည်းအောက်တိုဘာ28ရက်ကကြေညာချက်ထုတ်ပြန်ပြီးတော့တနင်္သာရီမြို့နယ်အတွင်းစစ်ရေးပြင်းထန်နေတာကြောင့်အောက်တိုဘာ28ရက်ကစလို့ မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးတစ်ချောက်ခီးသွလာတာတွေမပြုတ်ဖို့တားမြစ်ထားပါတယ်ခင်ဗျာအဲ့ဒီလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်နေလို့ပါလေရင်တွေနဲ့လက်ကျဲနေတဲ့အတွက်ကြောင့်ပါလို့မြိတ်ခင်အမှတ်နှစ်တရင်ကပြည်သူတွေခီးသွလာမှုတားမြစ်ထားတဲ့အခြေအနေကိုပြောပြပါပါတယ်ခင်ဗျာဒီနေ့အော်တိုဘာလ29ရက်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ